ဒုခရဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ကျမကတော့ဒုခရဲ့ဝိုင်းတော်သားတဦးဖြစ်တဲ့ဟီဇဘဲဖြစ်ပါတယ်။ကျမအခုဖတ်ပြပေးမှာကတော့ဆီယာမမီရှန်ညိုကြောင့်မဲရေးသားထားတဲ့အိုဘက်အလင်းရောင်ရှင်ဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်။အိုဘက်အလင်းရောင်ရှင် ခက်တကအခက်ဆုံးဆိုတာချစ်သူကိုမုံမိုးပါပဲဆိုတဲ့စကားတိတ်မှန်နဲ့သိလာကိုမောင်။ဝေကိုမောင်ကိုတိတ်မုံချင်တယ်။စိန်ကရက်ဆက်နိုင်စွမ်းနဲ့ကိုမောင်ကိုဝေမုံချင်ရဲ့နဲ့မမုံနိုင်လို့လေ။တိတ်ဆိတ်ဆင်းရရတယ်သိလား။ကိုဆိုင်မောင်ဤနားထဲတွင်ချစ်သူဝေဤရန်တွေးတန်ဆန်သောအတန်ဆာဆာလေးကိုကြားနေမိသည်။အိရွေလည်းမပြောပြီ။မျက်စိကြောင်နေသည်။နေလေကမှရောက်ရှိလာသော ချစ်သူဤစာလရေကိုမြင်၍အာရဝန်တာဖမိပါလိမ့်မှစာပါအကြောင်းအရာများက စိတ်ချမ်းမြေ့စရာတစ်စက်မှမရှိ လူစိမ်းကားကြီး လူရဲ့ဆက်ကြီးအဖြစ်နဲ့ဝေအမြင်မှာမိမိသည် လူချမ်းကြီးချစ်သူဤမကြည်မချမ်းအတန်နဲ့ဟန်ကစာထဲမှာသာမကပဲအနားမှာလာပြောနေသလိုကိုကျော်လွင်ကဟောက်ပင်ဟောင်းနေပြီးအချိန်ကလည်းညာသကောင်ကြော်ခဲ့ပြီ။အော် ကြည်ဖြူအေချမ်းသူများဘဝမှာတော့အပူပင်ကင်းစွာအိပ်ဆက်နိုင်လေခြင်းကိုမာသာညာကအေးရေးပြတ်ထားသဖြင့်ကိုဆိုးမောင်တတော်နဲ့မထနိုင်အိမ်မက်မူရီဖြစ်နေသည့်ကိုကျော်လွင်ဤတချင်းတအေးအေးနှင့်လှုပ်ရှားသံများကိုနာကကြားနေတော်လဲမျက်စိကဖွင့်၍မရတပြက်စီလဲနေတာရေခတ်နေတာရေနွေးအိုးတင်နေတာထမင်းကြော်နေတာစသဖြင့်စိတ်ကလိုက်တည်နေသည်သို့သောထားမရ ခမင်းကျော်ပြီးလောက်မှကုဆူမောင်းထားသည်ခြင်းအောင်ကိုဖြစ်တလို့တင်ပြီးတမ်းမော်ကမျက်နှာတုပ်ပေါ်ဝါကိုလှန်ဆွဲကအခန်းပြင်သို့ထွက်ခဲ့သည်ကဲကုဆူရီမျက်နှာတက်ခမင်းကျော်တော့အစင်သင်မဲ့ပြု sorry ဗျာကုကျော်လွင်ကျွန်တော်နောက်ကျသွားတယ်ကုကျော်လွင်ကခမင်းဆိုင်ရန်အတင်းပြင်ပြီးခေါ်တော့ကုဆူမောင်းအာနာသွားမိသည်ကျွန်တော်နားလေပါတယ်အာစတိရဲကဲကဲမျက်နှာသာဖြောင်းတက်သူတို့နှစ်ဦးသည် ဤချင်းတောင်ဒေသသို့ရောက်ပါမှပေါမိကြသူများဖြစ်သည်သို့သောငယ်ပေါင်းကြီးပေါ်များနေတရင်တနီရှိလာသည်တယောက်နှစ်တယောက်အိတ်သွန်ဖာမောက်ပေါင်းကြသလိုတယောက်အကြောင်းကိုလည်းတယောက်ကဥမချီကားမကြံသိပြီးဖြစ်ကြသည်ပေါမိကြသည်မှာစာတင်နှစ်တနည်းများသာရှိသေးတော်လဲတူညီသောခံယူချက်များကြောင့်ဤမြရင်းနေကြခြင်းဖြစ်လေသည်နှစ်ယောက်လုံးဘွဲရမူလာတန်းပြဆရာများဖြစ်ကြသည် ကဲဆိုပေါင်းနှမတော်ကဘလို့ရေးလိုက်လို့လဲကိုစိုးမောင်ထိုင်လင်ထိုင်ချင်းကိုကျော်လွင်ကမေးလိုက်သည်အေးဗျာထုံးစံအတိုင်းပေါ့မကြည်တဲ့စာညူစုတဲ့စာပေါ့ဗျာညင်းညူညူပြောလိုက်သောစကားသံနှင့်မှန်ကြောင်းကိုကျော်လွင် စိတ်မကောင်းမီသို့တော်မိမိမှာမျှဝေခံစားပြီးုံကလွဲ၍ဘာတတ်နိုင်ပါမည်နည်းအခက်တကအခက်ဆုံးဆိုတာချစ်သူကိုမုန်းမို့ပါပဲတဲ့ဗျာကိုကျော်လွင်တိလား ဝေရကျွန်တော်ကိုမုန်းချင်ရင်နဲ့မမုန်းနိုင်ဖြစ်နေလို့သူ့ကိုယ်သူမကြည်နဲ့ဆုံးနေပြတိလာမကြည်မနဲ့ပြောနေတော့သူစကားကိုကိုကျော်လွင်ငြိမ်သက်စွာပင်နားထောင်နေလိုက်သည်ဆက်ပြောပါစေဒါမှသူရင်ပေါ့သွားမည်ကျွန်တော်ကပြင်ပြီးပြောချင်တယ်ကိုကျော်လွင်အခက်တကအခက်ဆုံးဆိုတာအတွေးခေါ်ကိုပြောင်းမှုပါပဲလို့လေဟုတ်တယ်ဗျာကျွန်တော်နဲ့ဝေချာမှာတူညီတာတစ်ခုပဲရှိတယ်အဲ့ဒါက ခိုင်မာတဲ့တန်ရောစင်တွေနဲ့တယောက်ကိုတယောက်ချစ်နေကြတယ်ဆိုတာပဲအဲ့ဒါပဲတူတယ်ဗျာကျန်တဲ့အတွေးခေါ်အယူဆပိုင်းမှာကျွန်တော်ကဖြူသူကမဲတာကြီးပဲခက်တယ်ဗျာကိုကျော်လွင် တခွန်းမင်းထောက်လိုက်သည်ခမရမစည်းုံကြည်ဘူးလားဗျာချစ်ခဲ့ကြတာပဲနှစ်နှစ်လောက်ရှိနေပြီဥစ္စာကိုစိုးမမယ်ပြုံပြုံ၍ပြောလိုက်သည်စည်းုံလာခြင်းပေါ်ကိုကျော်လွင်ဟာစည်းုံလာခြင်းပေါ်ခက်တာက သူကသူ့အိမ်မှာအငယ်ဖြစ်နေတဲ့အပြင် အလိုလိုက်ခံလူဒန်းစားလေပြီးတော့သူ့အမကဆရာဝန်ကတော့ဒီတော့ကျွန်တော်လူတာမန်ပွဲရမူလာဒန်းဆရာတယောက်နဲ့သူတို့သမီးကိုညီမကိုသဘောမတူကြဘူးပေါ့ဗျာအခက်ဆုံးကကျွန်တော်ကျောင်းဆရာဝန်လုပ်လိုက်တာ ਉਹ လေဒါ ਉਹ သူတို့မကျေနပ်ဆုံးပဲကျွန်တော်ဘက်ကလည်းဒီဘွားကကျွန်တော်အဖြစ်ချင်ဆုံးဘွားအလိုလားဆုံးဘွားပဲကိုကျော်လွင်ရဲ့သူတို့သဘောကိုဖေးလက်ရောနိုင်ပါမလဲအေးပေါ့ဗျာချစ်တာပဲတိခဲ့ပြီးနားလေအောင်မကြိုးစားမိခဲ့တဲ့အမားတွေပေါ့ အခုသူ့အိမ်ဟာဆရာဝန်တယောက်နဲ့ဆေးဆက်ချင်နေတယ်လေနင့်နေအောင် ချစ်မိတော့ငဆိုးမောင်တို့နင့်နေအောင်ခံအောင်ပေါ့လေထမင်းကြော်ကိုစိတ်မပတပါစားနေရင် ခံစားချက်တွေရှံကြပြင်းထန်နေသောတငယ်ချင်းကိုကိုကျော်လွင်မြည်သူမြမဖြေသိမ့်တတ်တော့ပြီတကယ်တော့လေကိုဆိုးမောင်ဒီငယ်စဉ်ကပင်ကျောင်းဆရာယူယူခဲ့သူပါတည်းအဖေဖြစ်သူကမူလာတန်းကျောင်းအုပ်ဆိုတော့ကြည်ပင်ခဲ့သည့်ဝင်းချင်းကကျောင်းဆရာဝင်းချင်း ငယ်စဉ်စော်ကစားရ၌ပင်မိမိက အစဉ်အမြဲဆရာအဖြစ်နေစေတန်းအောင်သောပညာရေးတက္ကသိုလ်တရံအမှတ်မီသဖြင့်တမိုင်းအဓိကဖြင့်ဝိဇ္ဇပွဲကိုရယူရင်းမဟာဝိဇ္ဇဆက်တက်နိုင်အောင်ကြိုးစားမည်တက္ကသိုလ်မှာနီးပြဆရာလုပ်မည်ဟုရည်မှန်းခဲ့ပါလေ ချစ်သူတွေ့ခဲ့သဖြင့်ချစ်သူနှင့်အပျော်လွန်ပြီးရည်မှန်းချက်နှင့်လွဲခဲ့ရသည်အညာတက်ကတော့လေနှစ်တာစာသင်နှစ်မှာ ချစ်သူနီဂျီနူးရှင်ပြနေချိန်သားများခဲ့သည် နောက်ဆုံးနှစ်မှာ grade 4မရသဖြင့်ဂုံတူးတန်းပင်မဝင်နိုင်ခဲ့ပြီ ထို့ကြောင့်တက္ကသိုလ်ဆရာဘဝကိုစိတ်ကူးရင်ရင်ကားပင်စွန့်လွတ်ခဲ့ရပေသည်ဝါသနာပါလာသောကြောင့်မဖြစ်မနေဆရာဘဝကို ဝင်ရောက်မည်ဟုဆုံးဖြတ်ရင်းဘွေရမူလာတန်းဆရာဖြစ်ခဲ့သည်မကြာမီ အလေတန်းပြဆရာအဖြစ်ယာဒူတိုးနိုင်သည်ကို၎င်း နောက်တဆင့်ပြီးတဆင့်အထက်တန်းဆရာဘဝတို့မှာ BD တနိုင်ခွင်စသည်စသည်တို့ကကိုဆိုးမောင်ဤဘဝပန်းတိုင်းများချစ်တော်ဝေလွမ်းငွေဝေသည်ຫນွေရာသည်တွင်ချစ်ဖို့ခြင်းနှင့်ကြွေကွင်းခေရလင်တော်ကြောင့်တန်၍ဖွေးသည်ငွေရောင်ဖြူလွားလေရီလှကိုစွန်စတွေ့မြင်လူတော်ကြောင့်ချမ်းမြေ့ပြေးသည်ဖြီးပွဲမစုံစတလုံးကိုချူပြုံးကိုစားမြင်တော်ကြောင့် ဆရာမင်းသူဝင်ဤခစ်ဆန်းကပြားလေးတပုတ်ပါပြီ။နံမီက ခွင့်မသားတဲ့။ချစ်သူနဲ့ဝေးနေရလို့ချစ်သူကိုလွမ်းတာ။ချစ်သူရဲ့ကိုစားစာလွားလေးတွေကိုမြင်လို့တွေ့လို့ဇော်နဲ့မျှော်တာ။အဒီမျှော်လင့်တန်တမှုတွေကို ပြည်စီတဲ့အချစ်ဆုံးရဲ့စာလေးရပြီးအင်မတန်ဝမ်းမြောက်ရွှင်လန်းဖြစ်ရတာတွေကိုဖွဲ့ဆိုထားတာလေ။ကိုမာတော့ဝိစာကိုဖတ်လိုက်ရတဲ့အချိန်မှာကြပြားတွေကလို့ ခြံမြေပြေးသည်ဖြည့်ဆွဲမဆုံးစော်တလုံးကိုချူပြုံးကိုစားမြင်တော့ကြောင်းလို့မပြောနိုင်ခဲ့ပါဘူးလေကိုတကယ်ပဲစိတ်ဆင်းရဲရပါတယ်ဝေဝေကိုနားမလဲသေးတဲ့အတွက်လဲဝမ်းနေခြင်းကြီးစွာဖြစ်မိတယ်လေအတူတူပြန်သွားကြတဲ့ငှက်ကလေးတွေအတူတူတဲသွားကြတဲ့ချစ်သူတွေမြင်ပြီးတော့ကိုဘွားကိုပြန်တွေးပြီးကြည်ခွဲမိသေးတယ်ကိုမက ကိုတိုင်ရွေးချယ်ပြီးရှောက်ခဲ့တဲ့လမ်းမှာခရီးသွားဖို့တီတိုးဖို့အဖြစ်ချစ်သူကဘေးမှာပါမလာဘူးလေ ဩအထီးချမ်းတို့အဖော်မဲတို့ဆိုတဲ့စကားတွေကကို့အတွက်ပါလားလို့တဖြည်းဖြည်းနားလေစားပြုနေပါပြီလေဝေဖေဖေဖြစ်စီလိုတဲ့ကုံသေးဘွားကိုလေဝါသနာမပါတော့ခက်တယ်ဝေကိုမရှိတဲ့နှလုံးသားကျောင်းစရာနှလုံးသားသာဖြစ်တဲ့အတွက်ဘယ်ပစ္စည်းကိုဘလောက်ထားမှကိုဘလောက်မြတ်မယ်ဆိုပြီးမူရင်းစည်းမှတင်ထားပြီးဖြစ်တဲ့ရောင်စည်းကိုပြိုးဖို့တောင်အားနာတတ်မဝင်ရဲတတ်တဲ့ကိုဟာ ဘလို့လုတ်ပြီးဝေးဖေဖေမျော်လင့်တဲ့ကုံသေးကောင်းတူဖြစ်လာနိုင်ပါလေဝေးရဲ့မမအေးဆရာဝန်ကတော်ကြီးကသူ့ရဲ့ချစ်လွှတ်စွာသောညီမလေးကိုသူ့လိုပဲရွှေဘုံပေါ်မှာဆန်ရတဲ့ဆရာဝန်ကတော်ဘွားကိုရည်မှန်းတာဟာလေတဘာဝကြပါလေလေစိုးမောင်ဆိုတဲ့တာမန်เจ้าဆရာလေးတယောက်ထက်စေကံဖွင့်ထားတဲ့ဆရာဝန်တူကသူ့တို့ညီမကိုပို့ပြီးရုပ်ပိုင်းဆိုင်ရာအလှအအေးပေးနိုင်စွမ်းမယ်ဆိုတာချွင်းချက်မရှိပဲရှိတယ်လေဒီနှလုံးသားမှာလေ ချစ်ချင်းကျင်နာချင်းမျက်နှူးချင်းတို့နဲ့သာပြည့်သိမ့်နေလေရဲ့ဝေရဲ့ဒီတော့ကို့အနေနဲ့ဝေရဲ့မြေတားရဲရင်လာမယ်နေ့ချစ်သူမြေတားရဲရင်လာမယ်နေ့ကိုမျှော်လင့်ခြင်းပေမဲ့မဝင်မရဲပါပဲဝေရဲ့ဒါကြောင့်ဝေရကိုကိုထားခဲ့ပြီးဘဝသစ်မှာပျော်တော့မယ်နေရစ်တော့နှုတ်ဆက်ပါတယ်လို့ဆိုခဲ့ရင်လေနာနေတဲ့အသေးကိုအသာပိုက်ပြီးနေရရမှာပါပဲဝေဝေကိုလည်းအပြစ်မဆိုရပါဘူးလေ ထားခဲ့ရရင်ထားခဲ့ပါဝေးကုဘွားတဲကို ဝင်လာခဲ့ဖို့ခေါ်ခြင်းပေမဲ့လေကို့ကိုနားမလည်နိုင်မဲချစ်တာတခုတည်းနဲ့ဝင်လာမှာတော့မလိုလားဘူးဝေးကို့ကိုဝေးနားမလည်သေးသေး၍ဝေးစိတ်ဆင်းရဲနေရမှာပဲလေကို့ကိုဝေးကိုတိုင်က နားလည်လို့လာခဲ့မယ်ဆိုရင်ဖြင့်အမြင်မဆုံးတော့ပျော်ရွှင်ခြင်းနဲ့ချင်းတွင်နဲ့အသင်ကျိုးနေပါမယ်ဝေးဝေးကိုကိုကတော့ဘယ်တော့မှစပြီးနှုတ်မဆက်ဘူးနော်ခွဲခွာခြင်းလမ်းကြောင်းကိုရှောက်သွားနိုင်သူက နှုတ်ဆက်နိုင်လို့နှုတ်ဆက်ခဲ့ရင်လေချစ်သူကိုနားလေလွန်လာစွာနဲ့ပဲခွင့်လို့ရင်နဲ့နှစ်သိမ့်နေပါမယ်ဆိုတဲ့အကြောင်းဝေတိပါစီတော့ဝေရင်ထထားဝေကိုနားလေတဲ့ကိုမောင်ဝေသည်ကိုမောင်စာကိုဖတ်ပြီးမျက်ရည်များတွေ့တွေ့ကြာလာသည်ပြီးလိုက်မောစွာငုံမိလေသည်ရေးရက်လေချင်းကိုမောင်ရင်ထားခဲ့ရရင်ထားခဲ့ပါဝေတဲ့ထားခဲ့ဖို့ချစ်ခဲ့ခြင်းမဟုတ်သေးကို မသိလေရောသလား မထားခဲ့နိုင်၍လေမိသားစုနှင့်ချစ်သူကြားမှာပြပါများနေသည့်ဝေဘဝကို ဝေသာလင်အတိဆုံးပါအတိုင်းဝိုင်းကြားမိသားစုကြားမှာမျက်နာမရနိုင်သည့်ချစ်သူကိုလက်တွဲနိုင်စွမ်းသည့်တတိတရားကိုပိတနာပါဟုသာဖျားရှင်တန်ဆူတောင်းလိုက်ခြင်းသည်သာဆိုတဲ့နာမည်ကထားခဲ့မဲ့သဘောကြံရက်ရမဲ့သဘောမို့နမိတ်မကောင်းမှုဝေဒါကြောင့်ကိုကတော့ဝေးလို့ပဲခေါ်မင်းကို့အပေါ်မှာချစ်ချင်းမြတ်တာတွေ အကျဉ်းသားတရားတွေဝေးနေတာပဲဖြစ်စေခြင်းနဲ့လေကိုထားခဲ့မှာကြံရည်ရမှာအထီးကြံရမှာဝေဒနာခံစားရမှာကိုကိုကြောက်တယ်ဝေးဒါကြောင့်ဝေးကလည်းထားလို့မတုံးနဲ့နော်ဝေးလို့ပဲတုံးတော့အော်ချစ်ကျင်စားကသူပြောခဲ့သည်များလေအခုတော့သူ့စာထဲမှာထားခဲ့ရရင်ထားခဲ့ပါတဲ့ထားထားဝေးကိုနားလေတဲ့ကိုမောင်ဟူပင်စိုက်ထူထားကြည့်သေးသည် မိဘနဲ့ချစ်သူကြမှာဝေဘဲဘဲရင်ရပါမည်လေမိဘများကကုံသေးကြီးများဖြစ်၍တမီးများဤအိမ်တော်ရေးကိုလေတင်ချာနီနေပြီးတွက်ချက်ရွေးချယ်ပေးလိုကြသည်အချစ်မြတ်တာဆိုသည်ထက် ကောင်းကောင်းနေရဖို့ကောင်းကောင်းစားရဖို့ငွေရှာကောင်းသောတမန်မျိုးစီပွားရေးနားလေသောတမန်မျိုးကိုအလိုရှိကြပေသည်ထို့ကြောင့်ကုံသေးလုပ်ငန်းကိုကျွမ်းကျင်လင်းကျွမ်းကျင်မကျွမ်းကျင်လင်းလဲမတောင်းမတမကြောက်မကြထားနိုင်သော သူတို့အတိုင်းဝိုင်းမှာခေါင်းမော့ရင်ကော့နိုင်သောအနေအထားမျိုးရှိပါမှသဘောကျနိုင်ကြပေသည်မမအီခင်မွန်ဒေါက်တာခင်မောင်လက်ကစီယုံမှာဆရာဝန်အိမ်မာကအပြင်စီကံသူစီကံကနံမြည်ရသဖြင့်မစီကားအပ်တော့အရက်ဖြစ်တော့လေလူနာများဝေဒနာတဲ့များနဲ့စီကားနေမြေအတိုင်းဝိုင်းကြအမျိုးဆွေကြမှာမအီအီတယောက်ပွဲလေတင်နိုင်ခဲ့ပေသည်ယခုမိမိချစ်သူကကြောင်စီဟာ အနေဆုပ်ပေမဲ့ရွှေထုတ်တဲ့မြပဝါပါဟုမြည်သူကအလေးမြတ်ထားနေပါသလဲမိမိတို့ပတ်ဝန်းကျင်မှာထို့ကြောင့်မအေးအေးကဝေကိုစိတ်ဝင်စားနေသောဆေးရုံမှဒေါက်တာလွင်ဦးနှင့်နှီးဆက်စီခြင်းလေးသည်ဝေစိတ်ညူမိသည်အထီးကျန်မျက်ရည်စာတွေနှင့်နှစ်ယောက်စလုံးပဲလွန်ဒီဆိုနေရတော်မူလားမပြောတတ်ပေစိတ်ညစ်လွန်းရင်ခရီးထွက်ပြစ်လိုက်ဟုသောတငယ်ချင်းတူဦးဤအကြံပေးချက်အတိုင်း ဝေးစိတ်ပြေလက်ပြောက်အဖြစ်မုံမြင်မြင်တို့ ခရီးထွက်ခဲ့သည်ဖေဖေမိတ်ဆွေဤသမီးလည်းဖြစ်ဝေးတငယ်ချင်းလည်းဖြစ်သောနန်းကြောင်စင်ရှိရာ ကြောင်မဲမျိုးတို့ဦးတည်ခဲ့သည်အဖော်အဖြစ်ဒူမာလီများဖြစ်သည့်ကီသွဲနှင့်ကီခိုင်အမွာညီမကိုခေါ်ခဲ့ရသည် အမွာနှစ်ယောက်ကတော့ခရီးထွက်ရ၍ပျော်မဆုံးတပြုံပြုံဖြစ်နေကြသည် ဝေမာသာယင်ပူတော်ကမငိမ့်နိုင်သူမို့ မပြောနိုင်မပြုံးနိုင်ဖြစ်ရသည် ကြိုတင်မှထားသောကြောင့်ကြောင်မဲဘုရားတွင်နန်းကြစိန်က လာရောက်ကြိုဆိုသည်ယထာဆိုင်၍ဝေကိုတွေ့လင်တွေ့ခြင်းအာရဝန္တာဖြင့်အော်ဟစ်ပြေးလာကြိုသည် ဟေးဝေတကယ်လာတယ်နော်သိတ်ဝန္တာတာပဲဟေဒါနဲ့သူတို့နှစ်ယောက်ကဘသူကအကြီးဘသူကငယ်လဲရင်ချစ်စရာလေးတွေဟေကေခိုင်ရအကြီးပါရှင့် ဝေမဖြစ်ရသေးမီတော်တော်မိကီခိုင်ကဥစွာဖြေးလိုက်သည်ကိုနန်းကြစင်းကသဘောကြလာစွာဖြင့်ပခုံးနှစ်ဖက်ကိုစုပ်ကိုင်းရင်ကြည်စန်းကြည်စန်းချစ်ဖို့ကောင်းလိုက်တာသမီးရဲ့ဘယ်နဲ့တည်းရောက်နေကြပြီလဲယင်သမီးတို့တတိယရမ်းမှာအန်တီဝေရေကီခိုင်ရသွက်တယ်နော်ဟုတ်တယ်နန်းအငယ်မအားအေးတယ်စိန်နူရောင်ကာဝင်ဖဖားလေးတွေစင်တူဝှထားသောအမွာညီမနှစ်ယောက်ကိုပဝင်းချင်းကစိတ်ဝင်တစားကြည်သွားကြသည် ချစ်စရာလှလှပပငငယ်လေးများမို့သဘောကျသလိုပြုံပြသူများလည်းရှိသည်နန်းကြစင်းကလန်လျှောက်ရင်သူတို့နှစ်ယောက်ကအတော့ကိုတူတာပဲနော်ဘလို့လို့ခွဲသလဲဝေတွတ်တာနဲ့အေးရကိုကြည့်ပြီးခွဲတာလားမိကေခံရ45မိနစ်ကြီးတယ်နန်းပြီးတော့သူ့လည်းပင်မှာအမှတ်ကလေးပါတယ်လေမိကေသွေးရမပါဘူးကိုလည်းတခါတလေသူတို့လည်းပင်ကြည့်ပြီးခွဲတာပဲမမအေးကတော့အမေမို့လားမသိဘူးခွဲတတ်တယ်အကူလက်ကတော့တခါတခါမှားခေါ်တာပဲသူ့သမီးတွေကို ဝေတူမများသည်အဖေချောအမေချောမူလာမပြောတတ် အတော်ပင်လှပေသည်အိမ်ဆဲလေးလီများပေါ်အဖူအဖွာအဖေအမေအတော်တို့ဤချစ်ခင်ချင်းယူရခြင်းများကိုကောင်းစွာခံယူရသည့်ကလေးများဖြစ်ပေသည်နန်းကြစိန်ကဝေကိုကြည့်ပြီးဝေမင်းပိန်သွားသလိုပဲနော်ဟုတ်တယ်နန်းစိတ်လည်းညစ်တယ်ကွယ်နန်းကတော့မပြောင်းလဲဘူးနော်လှစဲဝါစဲပဲဝေရစိတ်ညစ်ခန္ဓာကိုကွာ ဘယ်ပန်းပန်ရမယ်မှမသိဖြစ်နေတာမို့လား။ဒါဆိုလေဒေါက်တာလွင်ဦးကိုကိုစီပစ်ပေးလိုက်လေ။ကိုဖမ်းထားလိုက်မယ်။ဟဲ့ဟဲ့ဘောလုံးလေးလို့ပေါ့။မနောက်နဲ့နော်နန်း။ကိုတကယ်ပြီးမှမင်းရဲ့ပြီးဆိုင်ငိုးနေရမယ်သိလား။ဟာဟာပြီးဆိုင်ရငိုမှာမဟုတ်ဘူးဝေရဲ့။ကိုတနေ့တခါဝဝလာလို့ပြန်တောင်းအန်းချင်နေတဲ့။နန်းကသူ့အကျင့်အတိုင်းအပြောင်ပြက်တွေပြောနေတော့လေဝေကမပြောလှပြီထို့ကြောင့်ဝေလိုက်မပြုံးမိပါ မင်းတခုခုတော့ဆုံးဖြတ်ရမှာပဲဝေကိုစိုးမောင်ចောင်းဆရာလို့တာအဖြစ်ကြီးမှမဟုတ်တာကွယ်ចောင်းမာကလေးကကိုရောကသူ့ကိုတော်တော်လေးစားခဲ့တာသူ့ပြောပုံဆိုပုံစာဖတ်နာပုံတွေကဆရာဘွားနဲ့အလိုက်ဖက်ဆုံးပဲဝေဝေကတပြင်းကိုချာလေးရဲ့ဒူဒူဆဆပြန်ပြောလိုက်သည်ကိုကတီးလို့မင်းလို့မူမျိုးနဲ့မှလူတစ်ယောက်ကိုလက်ထက်ချင်တာနဲ့ရဲ့အကြီးတုံးကမိဘစိတ်တိုင်းကြဖြစ်ခဲ့ပြီး အငယ်ကြမှာမိဘကိုပုံကန်တဲ့သမီးမိုက်လည်းမဖြစ်ချင်ဘူးလေကိုမောင်ကိုပိုတင်နှန်းတက်ပါဆိုတော့လေဝါသနာမပါဘူးတဲ့ကွယ်အယောင်းဝယ်လည်းမလုပ်ချင်ဘူးတဲ့စိတ်ညစ်တယ်နန်းရင်ဒေါက်တာလွင်ဦးကိုလည်းကိုမချစ်ဘူးဝေစကားကိုနားထောင်ရင်တက္ကသိုလ်မှာတော့ကအသားညူညူအယံမြင်မြင်နဲ့ထောင်မောင်းတော့ကုဆိုးမောင်ဤပြီးမှာချစ်သူလူညီမလေးလိုကနွေကလေးရမိတွေ့နေတတ်သောဝေပုံစံကိုနန်းကြစင်းပြောင်းမြင်မိသည်။အော် ိုတုန်းကတော့ဒီလိုစိတ်ညစ်ညူကြရလိမ့်မည်ဟုမတွေးမမြင်မသိခဲ့ကြပေတကားအေးကွာဒါရီစဉ်းစားမနေနဲ့တော့ရောက်တုံးရောက်ခိုက်ပျော့ပျော့နေကျောင်းပည့်ရကနေတော့ဝိခဏလေးပဲနေရမှာပဲကလေးတွေမပိုင်တော့ကြာကြာနေလို့ရမှာနော်အမလီကလေးတွေမပိုင်အင်ရတောင်ထွက်လို့ရမှာမဟုတ်ဘူးနန်းကြီးအခုတောင်မန္တလေးထိလူကြုံနဲ့ထည့်လိုက်ပြီးရထားပေါ်ဒီသေးချာတင်ပေးလိုက်တာလေပါလေချင်းတောင်လိုက်သွားမှာစိုးရတယ်လား ဟုတ်တယ်ဟေးဟုတ်တယ်ဝေးစိတ်ရှုပ်ရှုပ်နဲ့ပြန်ပြောလိုက်သည်မကြာမီ စီးလာသောကားလေးသည်ခြံဝင်းတစ်ခုထဲသို့ဝင်သွားလေသည်တောင်ပတ်လေဝိုင်းရံလေးရှိသောမြို့ကိုကြောင်မဲဟုခေါ်ရမည်ထင်သည်တောင်ပေါ်ဖျားများကိုတယောက်ဖူးမျောလေပတ်ရင်နှင့်ရတူကကုန်လွန်လာသည်အင်ဂျင်တောင်ဖျားတဆူသာဖူးရန်ကြံတော်သည် ထို့ကြောင့်ယနေ့ဝေတို့အလုံးအင်ဂျင်တောင်တို့တက်ကြမည်ဖြစ်သည် အင်ဂျင်တောင်မှာမြို့ဤမြောက်ဖက်တွင်ရှိပြီးနန်းကြစိန်တို့အိမ်နှင့်ဝေးသဖြင့်ထမင်းချိုင်များရေဘူးများစားစရာအစုံလင်ထည့်ပြီးမှ သွားကြမည်ပျော်ဝဲစားသဘောမျိုးမို့ရင်းနယ်ကတော့ကသာမရှိဘူးဆိုရင်ပျော်စရာအတိပင်နန်းကြစိန်တို့မိသားစုကလည်းဖော်၍လွန်လှသည်လက်ဖက်ပွဲယုံဖြစ်သောကြောင့်ဖေဖေတို့နှင့်မိဆွေတွေဖြစ်နေကြသည်လက်ဖက်ဆိုးလက်ဖက်ချောက်များကိုဤပွဲယုံမှဖေဖေတို့ဝယ်ယူခြင်းဖြစ်ပေသည် ်ဝီတို့ကိုလိုလီသေးမရှိအဲဝစ်ပြူကြသည်ရှန်စားစားရီလေးစုံအောင်စားပြီးပြီတူမီရှိအဖွဲရှန်ထမင်းချင်းဝတ်တချင်းခေါလျှောက်ဆန်ချူစုံလိုပါပဲဝီတို့ကလည်းရှန်စားစားရီအကုန်ကြိုက်သည်လေမုံညင်စောဆူပြီးနှမျိုးလုံးချက်ကျွေးသည်နန်းကြစိန်တို့မေမေဒေါ်နန်းရင်ကဟင်ချက်ကောင်းလေသည်နန်းတုံလည်းစားရသည်ဝါတုံလည်းစားရသည် မိုးပေါင်းမုံညင်းပေါင်းအလုံးကောင်းပါသည်ခမညာဟု ပြောရတော်မှာဖြစ်သည်ကျွေးသမားတွေကအရသာရှိတာတွေကြီးပဲလေအခုလဲစားစရာအစုံလင်းနဲ့တောင်ပေါ်ဖျားဖူးလေကောင်းလေတန်းရှူကြောင်မဲမျိုးလေးဤအလာပမြင်ကွင်းကိုအပေါ်စီမှကြည်ရသည်မှာအရသာတမျိုးပင်မကရာတောင်ပေါ်ကကြည်စင်က အမြင်တမျိုးလေစုံတောင်ပေါ်ကကြည်တော့ရှုခင်ကတမျိုးစိန်နာမုန်ိတောင်ပေါ်ကကြည်တော့တမျိုး အခုအင်ဂျင်နောင်ဘောကကြီးတော်လဲမိုင်းညိုသောမြို့ရှုကင်းကိုလွမ်းစပွဲ တွင်မြင်ရလေသည်ဒါကြောင့်လဲစာရေးဆရာမောင်သိန်းဆိုင်တို့စာပေဟောပြောပွဲလာစဉ်ကဤမြို့လေးကိုရာဇကျူးဟုပြောသည်တဲ့နန်းကြစဉ်ပြန်ပြောပြခြင်းဖြစ်ပါသည်တောင်ကားလုံးပိတ်ဖုံးကားခု ရာဇကျူးလူမျိုးပဲကြောင်မဲမျိုးကလေတောင်တွေပတ်လဲဝိုင်းနေတဲ့အထက်ကမြို့လေးကတဲ့အိုးဘုံဖြစ်နေသည်လေအော် ဤလိုတာယာလှပသောနေရာမျိုးမှာချစ်သူသားပါခဲ့လင်တော့အဘေမြကြည်နူးပဲကောင်းလိုက်ပါမည်နီဝေလွမ်းမိသည် တန်တန်တတာဆွဆွပြန်ပြန်ပင်ချစ်သူကိုလွမ်းမိရပါသည် အမွာညီမနှစ်ယောက်မှာတော့နန်းကြစင်ဤဒူမာများနဲ့လုံထွေးပြီးပြေးလွာဆော့ကစားနေကြသည်တောင်ပေါ်အနှံ့ပြေးလွာရင်းမြူးရွှင်နေသည့်မျက်နာများမှာအပူအပင်ကင်လာသည်ဤလိုဘဝလေးများပြန်လဲရခြင်းဇံမပီး အခုတော့ရင်မအီရပါလားလီပြည်သေးရေးနေဝမ်းရေတို့ထက် လွမ်းရေခနေခြင်းမတကားတောင်ပေါ်ကအစင်းတွင်နန်းကြစိန်ကဝေကိုဝေဖန်လာသည် ရှမ်းစကပုံတစ်ခုရှိတယ်ဝေတောင်ပေါ်ကလူဟာတောင်အုပ်ကလူကိုတိတိပဲမြင်နေတဲ့ရက်တည်နေတဲ့နေရာချင်းမတူတော့ကြီးတယ်မြင်တဲ့အရာချင်းလည်းတစ်ထပ်သေးမကြနိုင်ဘူးပေါ့လေအခုလေဝေတို့အဖြစ်က ကြားထဲမှာနားလည်မှုလေးတစ်ခုပဲလိုတာပါကွာတယောက်ကတောင်ပေါ်ကကြည့်တယ် တယောက်ကတောင်အောက်ကကြည့်တယ်ဒီတော့အမြင်ချင်းဘယ်တူပါမလဲတယောက်ကတောင်ပေါ်တက်သွားဒါမှမဟုတ်တယောက်ကတောင်အောက်ဆင်းလာ အတူရက် အတူကြည့်ရင်တော့တစ်ထက်သေးမြင်မယ်အတူတူမြင်မယ်ပေါ့ဘသူကတက်တဲ့နဲ့ဘသူကဆင်းတဲ့နဲ့ဆိုတာကိုတော့စဉ်းစားဖို့ဝေရင်ဝေစိတ်မဆိုးရင်တော့ဝေပန်းချင်တယ်ဝေအတွေးခေါ်ကကုဆိုးမောင်ကိုလိုက်မမိဘူးလို့ထင်တယ်ဝေအတွေးခေါ်ပိုင်းမှာကုဆိုးမောင်ကတောင်ပေါ်ကလူပဲဒီတော့ဝေတက်လိုက်သွားတဲ့နဲ့လို့ထင်တာပဲ။ နိုင်စကားကြောင့်ဝေစိတ်မဆိုးမိပါဘာမှလည်းပြတ်မပြောနိုင်ပါဘီစင်စာရင်သာလာနေမိသည်အပြန်လန်းတွင်ကလေးများဤပျော်ရွှင်စွာရီမောပြောဆိုသံတွင်စူညံနေသလောက်ဝေတို့နှစ်ယောက်မှတော့တိတ်ဆိတ်ငင်သက်စွာအတွေ့များကိုစီနေအင်ဂျင်တောင်ကြီးတွင်ရှီရက်ွက်ရှိသည်ရှီရက်ွက်အတွင်မှရှမ်ဖွားကြီးနိုင်ကော့ဤဆိုင်တွင်ဝေတို့ဝင်လာကြသည် နိုင်ကိုဒီနန်းကြောင်စိန်တို့ဤမြို့တွင်ကုံစုံဆိုင်မှကုံမျိုးစုံကို ဖောက်တဲ့ဝင်နေကြဖြစ်သည်နန်းကြောင်စိန်တို့တွင်လက်ဖက်ပွဲယုံအပြင်ကုံမျိုးစုံဆိုင်လည်းရှိသည်လေနိုင်ကိုဒီယူသား၍ရင်မွန်သော ရှံပွားကြီးဖြစ်သည်မျက်နာကပြုံးရွှင်နေသည် ဝီတို့အဖွဲကိုယင်းနီးစွာပြောဆိုနှုတ်ဆက်သည် သူဆိုင်ကလူလဲစီသည်ကုံလဲစုံသည်ဆိုင်ရှိမှနွားလဲများရက်ထားသည်မြင်းများလည်းရှိသည်လဲပေါ်မှာလည်းကုံတွေနှင့် မြင်းပေါ်မှာလဲကုံတွေးနေဆိုင်တွေးမှာတော့ခေါင်းပေါင်းပေါင်း၍ရှံပေါင်းမိဝှထားသော ရှံဖိုးကြီးများကွန်စာထား၍မင်းနဲ့နေသောသွားနဲ့ကြီးများဖြင့်စကားပြောနေသောပလောင်အဖိုးကြီးများဈေးဝယ်ရင်စကားတွေပြောနေကြသည်ဤဆိုင်သည် သူတို့ဝယ်နေကြဆိုင်နားနေကြဆိုင်ဖြစ်လေသည်ဇပွဲပေါ်မှာရင်ွေးချံအိုနှင့်အခါပကံလုံးများရှိသည်တချို့မှာငယ်ရင်တန်လန်းတချို့မှာတောက်ရင်တန်လန်း စကားသံအမျိုးမျိုးနှင့်ဆိုင်ပီတာလှစွာ ဝီစီစူညံနေသည်အတော်ရောင်ကောင်းသောဆိုင်ပီပေဝီမတိသော နားမလဲသော ရှံပလောင်တရုတ်စကားသံဖြင့်လွှမ်းလျက်ရှိသည်အဖွာနိုင်ကော်ကတော့အာလုံးနှင့်အစဉ်ပြေအောင်ပြောဆိုပြီးရောင်းဝယ်နေသည်ခေါင်းမောင်းပေါင်ထားပြီးပင်ဤရင်ပုံလက်ရှိ ရှိပွားကြီးပုံစံနှင့်လုံကြီးအနှက်စင်ကိုဝှထားသောနိုင်ကော်သည်ဘာသာစကားအတော်များများကိုလည်းတက်သည်အရွယ်နှင့်မလိုက်အောင်လည်းတွက်လက်သည် ကျမရေးလေကောင်းသည်ကုညီရောင်ချပေးသူ ကလေးမလေး၃ယောက်လေလက်မလဲအောင်ရောင်းနေကြရသည်ထိုမအားလက်သည့်ဂျာမာပြီးနိုင်ကိုသည်ဝေရိုအုစုအားရင်ွေးချန်တူပဲလော်တုတ်တပကံထညက်များနှင့်ချူချင်များချ၍ကြွေထားပေးသည်ကလေးချစ်တဲ့ပုံလေးရသည်ကီခိုင်နှင့်ကီသွေးအားမကြမကြလှန်လန်းကြည့်ပြီးပြုံပြရည်ပြသည်သူစဉ်ဆိုင်ရှိမှလေတစည်းဖြတ်သွားရာနိုင်ကိုကလမ်းမြင်ပြီးအော်ခေါ်လိုက်သည် ခဏအကြာတွင်လေရက်သွားပြီးလူတယောက်ဆင်းလာသည်အဖြူရောင်မပြီတော့သည်ဝါညင်ညစ်ရှက်အင်းကြီးရှံပေါင်းပြီးအ내ခနွန်းနွမ်းကိုဝစ်ထားသည်မညက်တာကြာပြီးဖြစ်သောဂုတ်တိအောင်ရှိနေသည့်သပင်ညင်သူသူပုံစံနှင့်နှုတ်ခမ်းမွေးများပါရှိနေသောလူတယောက်ကိုမြင်လိုက်ရသည်နိုင်ကောကထူလူကိုကြည့်ပြီးဝေရိုးအုစုပဲလှဲ့၍တစုံတရာပြောလိုက်ပုံရသည်ထို့သူလဲဝေရိုးဘက်သူတန်တန်မမတ်လာလေတော့သည် ဝေးရင်တိတ်ခနေဖြစ်သွားသည်ဖះဖះသူဘာလို့မလိုပါလဲထိုသူသည်ကေခိုင်နှင့်ကေသွဲအနီတို့ကတ်သွားရာ အမွာညီမနှစ်ယောက်မှကြောက်လန့်ပြီးမျက်နှာများဖြူသွားသည်ထိုသူက အကြကြီးစိုက်ကြည့်နေသဖြင့်ကလေးနှစ်ယောက်မှငိုတော့မီဟန်မျက်နှာများမဲ့လာသည်ဝေတို့လည်းကြက်တေတေနေမိသည်နိုင်ကော်ကဇေယောင်းရာမှသူကိုလှန်လန့်ပြီးစကားပြောနေသည်ထိုသူဤမျက်နှာသည် ညိုမဲလာပြီးမခံရနိုင်သည့်ခံစားမှုမျိုးခံစားရဟန်ဖြင့်တပြင်းရှိကြီးချကဧကတ်ထဲမှကြက်တန်လီနှရွက်ကိုထုတ်ပြီးပေမိဟန်ဖြင့်ကလေးမနှစ်ယောက်ဤလက်ကိုကင်လိုက်ရနှစ်ယောက်စလုံးအုံငိုပါတော့သည် ထို့သူသည်ချက်ချင်းပင်ခြာကနေလှည့်ထွက်သွားပြီးလဲကိုတရကြံမောင်းသွားတော့သည်ဝေသည် ရုပ်ချင်းပင်တတိယလာပြီးကေခိုင်နှင့်ကေသွဲကိုချော်ရတော့သည် ထို့သူအားလဲတနာသလိုဖြစ်မိသည် ထို့သူမျက်နာသည်စိတ်ကြည်ကြိုက်ဟန်ရှိသည်ကိုလည်းအကယ်ခတ်လိုက်မိသည်နန်းကြစိန်ကလည်းဝီနေပင်အံ့အားသင့်ပြီးတမျိုးကြီးဖြစ်သွားဟန်နှင့်နိုင်အဲ့ဒီလူကဘာဖြစ်တာလဲဟင်သူ့ကိုကြည့်ရတာတမျိုးကြီးပဲနိုင်ကောအားမေးလိုက်ရာနိုင်ကောကဇေယောင်ရက်ပြီးတည်တည်ချာချာလာရှင်းပြတော့သည်သူ့နံမည်ကအိုက်ချွန်နဲ့နေတာကဟိုးဘက်9မိုင်6မိုင်လောက်ဝေးတဲ့ရွာလေးကအင်ဂျင်20အစိတ်လောက်ပဲရှိတာပေါ့လေ အဲ့ဒါသူမိမမိဖွားတော့တာဥပေါ်အမွာလေးမွေးတယ်ဘသူမှအမွာမမွေးဘူးကြတော့ အထူဆန်းဖြစ်ပြီးလာကြည့်ကြတယ်ပြီးတော့ပြုံးစီစီနဲ့ပြန်သွားကြတယ်တဲ့တခါတည်းနှစ်ယောက်မွေးတယ်ဆိုပြီးစကြတယ်တဲ့ကဲရဲကြတယ်တဲ့အဲ့ဒါသူတို့လင်မယားကနားမလဲတော့ရှက်ပြီးကလေးနှစ်ယောက်ထဲကတယောက်ကိုနုမတိုက်ဘူးလို့ပြောတာပဲဒါပေမဲ့ကန်ဆိုးကျင်တော့နိုးတိုက်တဲ့ကလေးရောမတိုက်တဲ့ကလေးရောစုံသွားရှာတယ်မိတွင်ထဲမှာတယ် အမွာမွေးတာကိုအပြစ်တစ်ခုကျူးလွန်နေများထင်းနေကြသလားမသိပါဘူး။စော်မတက်ပြီမတက်မလဲမဝဲရီဆိုတော့ရိုးတာမဟုတ်ပဲအားတယ်ပဲဖြစ်သွားကြတာပေါ့။ကျုပ်ကလာပြောပြတဲ့အချိန်မှာကျုပ်ကရင်ဘတ်စီတီဖြစ်ပြီးငါ့ကိုလာပေးပါလားဟဲ့။ငါမွေးမှာပေါ့လို့ပြောတာ။အစကတိမှမသိပဲတဲ့လေ။ကြာလဲကြာခဲ့ပါပြီ။၃လနှစ်လောက်ရှိသွားပြီ။ဒါနဲ့အခုဒီကလေးတွေမြင်တော့သူတို့ကိုတတိယသွားတယ်။တိုက်ဆိုင်ခြင်းတော့သူ့လဲကလည်းဖြတ်သွားမှုခေါ်ပြတာလေ။ နင်တို့လည်းကောင်းကောင်းမွေးထိုင်ဒီလိုလှလှပပလေးတွေဖြစ်လာမယ်ဆိုတာသိစေခြင်းကိုခေါ်ပြလိုက်တာကြည်စမ်းမအောင်ဒီလောက်ချစ်စရာကောင်းတဲ့ကလေးတွေကိုအခုတော့ဒီကလေးလေးတွေကိုမြင်ပြီးသူစိတ်မကောင်းဖြစ်သွားမှာပေါ့မရှိတာထက်မသိတာပိုခက်တယ်သမီးတို့ရေမသိတာကပိုခက်တယ်အဖေါ်နိုင်ကောကရှီလျားစွာရှင်ပြပြီးတပြစ်တောက်တောက်ပြောနေသည်ကိုနားထောင်ရင်ဝေနှင့်နန်းမအံ့ဩခြင်းမကအံ့ဩကြရသည်ဖြစ်မဖြစ်ရလေ ဤရရဲ့ဤဒေတာမှာဤမြအတိတရားခေါင်ပါသူတို့ရှိနေပါသေးသလားအမွားမွေးတာရှက်စရာမဟုတ်ဟူသည့်အတိတရားလေးတောင်မရှိကြတော့ပါလားမနန်ဆိုးမနန်ဆန်တို့လူယဉ်ကျင်ဆက်အမွားလူမျိုးထူထူခြားခြားမွေးဖွားခဲ့ခြင်းများအောင်မြင်စွာခွဲစိတ်ကူးသောမွေးဖွားနိုင်ခဲ့ခြင်းများသူတို့တစေတစောင်းမှပင်မကြဘူးကြပေဘူးလားပြောမည်သူကမရှိဘူးလားဝေတိလိုစိတ်နဲ့အဖွာနိုင်ကော့ကို မေးလိုက်မိသည် အဖွာ သူတို့ရွာမှာတာဖွားဆရာမရှိဘူးပေါ့နော်ပြောပြမယ်သူလည်းမရှိဘူးပေါ့မရှိဘူးသမီးရေတာဖွားဆရာမလည်းမရှိဘူးစေကံလည်းမရှိဘူးကျောင်းဆရာမလည်းမရှိဘူးကျောင်းလည်းမရှိဘူးတော့အပြန်လန်းတွင်တော့ဝီကောင်ထဲတွင်အထွေပေါင်းများစွာတို့ဖြင့်ခြားခြားလည်နေသည်ကျောင်းဆရာဤနှလုံးသားကို ဝီနားလေစပြုသလိုလိုရှိမိ၏လျက်ပြက်လိုက်သလိုအလင်းတန်လေးတစ်ခုဝီအုံနောက်ထိပ်ဖြတ်ခနဲဝင်လာလေသည် မောမြေမြမအပြန်ခရီးသည်ဝေအဖို့အတိတ်ပဲရှိလာ၏ဆုံးဖြတ်ချက်တရက်ကို ပိုင်ပိုင်နိုင်နိုင်ခိုင်ခိုင်မာမာချလက်နိုင်ခြင်းအတွေ့ဝေကိုကိုကိုကျေနပ်မဆုံးဖြစ်မိသည်တွေ့မရသော ပုံစာတစ်ပုဒ်ကိုအဖြေထုတ်လိုက်နိုင်သဖြင့်လဲရင်ပေါ့သွားမိသည်ကိုမောင်ပြောသည့်ကျောင်းစီယာနှလုံးသားကို ဝေတိမြင်ပြီးတိပြီးနားလဲပြီးချစ်သူကိုချစ်ချင်းထက် လေစားခြင်းက ပိုလာသည် ချစ်သူနဘေးမှာဝင့်ကြွားစွာရက်တည်ရဲ့ပြီဆရာဝန်ကတော့မဟုတ်သည်ကိုမောင်ဒေဝီမဟေသည်အဖြစ်ဝေရက်တည်ရင်ဆိုင်ရဲ့ပြီဤတတိဖြင့်လဲဝေအတိုင်းဝိုင်းကိုဝေကြောခိုင်းရဲ့ပြီမောင်နေသောအရက်ကိုအလင်းရောင်ပေးသည့်အလင်းရောင်ရှင်ကိုမောင်ကိုဝေအမြင့်ဆုံးတံပိုးထား၍ချစ်တက်မျက်နှာတက်လေစားတက်နားလေတက်ပါပြီ အစင်ရဲတကအစင်ရဲဆုံးမှာအတ္တိတရားစင်ရဲခြင်းကအဆိုဝါဆုံးပါပဲဟု ဝေကောင်းစွာ မြင်သိနားလည်ခဲ့ရပါပြီအတ္တိတရားစင်ရဲသည့်သူများရှိရာအယက်ဒေတာမျိုးမှာအတ္တိတရားဖြန့်ဝေနေသည့်အလင်းရောင်ပေးနေသည့်အတ္တိတရားဟူသောပံမျိုးစိလေးများကို ဖြန့်ကျဲနေသည့်ချစ်သူအတွက် ဝေကွန်ယူတတ်ပါပြီထိုအလင်းရောင်ရှင်ဤဘေးမှာထာဝရအဖို့အဖြစ်ဝေလိုလာနှစ်ချိုက်စွာ ခံယူနိုင်ပါပြီ။ ထို့ကြောင့်လဲဝေဆုံးဖြတ်လိုက်ပါပြီချစ်သူမြတ်တာရဲရင်လာမဲ့နေကိုမျောနေသည့်ချစ်သူရှိရာအရက်ကိုဝေသွားမည်ချစ်သူဘေးမှာအပြုံနှင့်ယက်တည်ရင်ပါရမီကုဖြည့်မည်ဒီတခါရေမိစာတွင်တော့ကိုမောင်စိတ်ဆင်းရဲစေမည်အရေးသားမျိုးပါတော့မည်မဟုတ်ပါချမ်းမြေပြေးသည်ဖြီးပွဲမစုံစာတလုံးကိုချူပြုံးကိုစားမြင်တော့ကြောင့်ဟု ကိုမဝင့်ကြွားစွာစုံနိုင်လိမ့်မည်ထင်ပါသည်။ဆရာမမီရှန်ညိုကြောက်မဲရေးသားထားတယ်။အိုဘဲအလင်းရောင်ရှင်ဆိုတဲ့ဝတ္ထုတူလေးကတော့ဒီတင်မဲပြီးဆုံးသွားခဲ့ပါပြီ။နားဆင်ပေးခဲ့ကြတဲ့ဒုခရဲ့ချက်တော်ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသေးရှင်။